ထပ်ပါတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းအရာတွေကတော့မြန်မာကျောင်းမြေရတနာပြပွဲပြုလုပ်ပြီဆိုတဲ့သတင်းဒီပဲနိုင်ချင်းစောင်းစီတင်သွင်းမှုများပြားပါကတော့မြန်မာအခက်တွေ့နိုင်ဆိုတဲ့သတင်း ရွေးကောက်ပွဲအလွန်၌ကားစည်းကွက်ပုံမှန်အတိုင်းသာဆက်ရှိနိုင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့ပလမိုင်းငလင်လှုပ်ခတ်ပြီးနောက်အင်ချေများပျက်စီးသက်ဖြစ်ဒေသခံပြည်သူများအပြင်ဘက်၌အိတ်ဆက်နေထိုင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတမုံအနေနဲ့မြမချောင်းမြတ်ရတနာပြပွဲပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 60ကြိမ်မြောက်မြမချောင်းမြေရတနာပြပွဲကိုနိုဝင်ဘာလပထမပတ်တွင်နေပြည်တော်ရှိမဏိရတနာကျောင်းစိမ်းခန်းမှမှကျင်းပသွားမယ်လို့သိရပါထိတ်အဆိုပါပြပွဲမှာမြမပလဲများချောင်းမြေရတနာများနဲ့ကျောင်းစိမ်းများကိုရောင်းချပေးသွားမှာဖြစ်ပါထိတ်မြမကျောင်းမြေရတနာပြပွဲသို့တယောက်လို့ထည့်ပြပါကုမ္ပဏီတွေကိုလည်းဖိတ်ခေါ်လျက်ရှိပါထည့် ဒီလိုဖိတ်ခေါ်ရာမှဂျပန်နိုင်ငံမှကျောင်းမြတ်ယတနာကုမ္ပဏီများအဖွဲ့အစည်းများ လုပ်ငန်းရှင်များအနေနဲ့တူချိုမျိုးရှိမြန်မာတန်ယုံကိုတရိုက်ဆက်သွဲနိုင်ထေလို့အတိပေးဖိတ်ခေါ်ထားပါတယ်ရှင်။ဒုတိယသတင်းပုတ်အနေနဲ့မြေပဲလှိုင်ချင်းစောင်းစီတင်သွင်းမှုများပြားပါကတောင်သူများအခက်တွေ့နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီထွက်သီးနှံတစ်ခုဖြစ်တဲ့မြေပဲလှိုင်းချိန်မှာဆောင်းစီတင်သွင်းမှုများပြားပါကကောင်တူရရခတ်တွေ့နိုင်တယ်လို့မြန်မာနိုင်ငံစီဆက်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။အရှင်းခပြပါကနေတစ်နှစ်ကိုဆောင်းစီတန်ချိန်၁၀သိန်းခန့်တင်သွင်းနေပြီးလက်ရှိမှာတော့တစ်နှစ်ကို တန်ချိန်၆သိန်းကျော်၇သိန်းခန့်သာတင်သွင်းနေတာပါ။ မြန်မာနိုင်ငံမှာစားသုံးစီရအတွက်ပြည်တွင်းထုတ်လုပ်မှုကိုတုံးဆွဲမှုသားမကပြည်ပနိုင်ငံတွေကလည်းတင်သွင်းနေရှိကြကမြေပဲလိုင်ချိန်မှာထော့တင်သွင်းတာရောချဖို့လိုအပ်တယ်လို့မြန်မာနိုင်ငံစီးဆက်လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောပါတယ်စီထွက်တည်နံတစ်ခုဖြစ်တဲ့မြေပဲတည်နံဟာဩဂတ်စ်လကနေမတ်လအတွင်းထွက်ရှိလေရှိပြီးအထွက်နှုန်းများပြားချိန်မှာဈေးနှုန်းရောချလေရှိတယ်လို့သိရပါတယ် မြေပဲတင်းနန်းဆိုင်ပြိုးထွက်ရှိချိန်မှာတောင်သူသွက်ချီခိုက်တဲ့ဈေးကွက်တစ်ခုဖြစ်တဲ့တပိတ်သားကို7000ကျော်ကနေ8000လောက်ရမှာတောင်တောင်သူတွေရဲ့အတွက်ဆိုင်ပြိုးစရိတ်ထက်ကျော်နွန်းတဲ့အချိုးမြတ်ကိုရမယ်လို့ဆိုပါတယ်လက်ရှိအချို့ဒေသတွေရဲ့မြေပဲလှိုင်းလှိုင်းထွက်တဲ့ရက်တွေမှာကြက်9000အောက်ကိုရောင်းရတဲ့တောင်သူတွေရှိနေပြီးစိုက်စရိတ်အောက်ကြာဆင်းနေတာကြောင့်တောင်သူတွက်ချေးကိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့်တောင်သူတွက်ချေကြိုက်ပြီးစပိုင်းတွေကလည်းဈေးပေးနိုင်အောင်လို့အဓိကစီတင်သွင်းမှုကိုထိုက်တဲ့တလောက်ကို ရော့ပေးမှသာနှစ်ဦးနှစ်ဖက်အကျိုးရှိမယ်လို့သိရပါတယ်။စီထွက်သီးနှံပေါများစွာထွက်ရှိချိန်ဈေးနှုန်းကျဆင်းပါကတောင်သူများတွက်ချေမကြိုက်၍အခြားသီးနှံပြောင်းလဲဆိုင်ပြိုးပါကပြည်တွင်းစီထုတ်လုပ်မှုတွင်အခက်အခဲရှိနိုင်တယ်လို့သိရပါတယ်ရှင်။ဆလဘီ ရွေးကောက်ပွဲအလွန်၌ကားစည်းကွက်ပုံမှန်အတိုင်းသာဆက်ရှိနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ရွေးကောက်ပွဲအလွန်မှာကားစည်းကွက်အခြေအနေတွေကြီးမားထည့်ပြောင်းလဲမှုမဖြစ်ပေါ်နိုင်ပဲဘုံမှန်အတိုင်းသာဆက်ရှိနိုင်ထည့်လို့မြမမော်တော်ရှင်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းကတည်ရပါထည့်။နှစ်စဉ်စတင်ဘာလကနေဒီဇင်ဘာလအထွန်းကားစည်းကွက်အေးလေရှိတော်လဲအခုနှစ်မှာထော့အရင်နှစ်တွေနဲ့မတူပဲအယောင်ဝယ်ဖြစ်နေတယ်လို့ဆိုပါထည့်။ ဒါမဲ့ရွေးကောက်ပွဲအလွန်ကားစည်းကွာအခြေအနေနဲ့ပတ်သက်လို့မြမမော်တော်ရှင်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းအထွေထွေအသွင်းရေးမှုချုပ်ဦးကျော်စွာထွန်းမြင့်ကအခုလိုပြောပြထားပါသည်။ဒါလေးကဆိုစပိုင်းတွေပြေးကြပါလေ။ငွေရောင်းမှုကြီးကြီးကြတယ်၊ခြေစည်းကွက်တွေကြတယ်၊အေးကြရောင်းဝယ်။ဒါမဲ့ဒီနေ့ပါလေးပါနဲ့ကျွန်တော်တုံးတဲ့ပါလေးပါနဲ့ဒီနေ့ကိုယ်ပါနဲ့ဒီနေ့။ဟုတ်စီရတော့အကြီးရဲ့တောင်းနေအရှိရ။ဒါမဲ့ဟိုမှာ ာဆိုလို့ရှိရင်ဒီဟောပါเนาะဒီဟောပါရှိရင်ဘောမာဒီစမှာအာပြီးရင်ဒီဟောပါပြီးတာကဒီဟောပါပြီးတာကဒီဟောပါဉာဏ်သာလားအဲ့ဒီရတော့နဲ့ချမ်းပါအားဆိုတော့သူ့အကျိုးနဲ့ဒီရင်းနေလို့ကျွန်တော်အားကြည့်တော့နောက်တလာမဲ့အရှိုးအတိတ်ကမူဝါဒအကြောင်းအားဒီနည်းနဲ့ပြေးလာတဲ့ကားကြိုကြီးပြတ်သွားပါလို့အားဒီနည်းနဲ့ပြေးလာတဲ့ကားကြိုကြီးရက်ပြီးပြတ်သွားပါလို့ဆိုတော့အဲ့တော့ possibility ရရနေပါဖြစ်နေတယ်အားဒီကတော့ဒီရွေးလမ်းနဲ့ ပုံမှန်သွားနေမယ်လို့ပြောကြပါလားလူအားတစ်ခုချောင်းပြောင်းနိုင်တဲ့ချိန်နိုင်တဲ့ခဏချိန်ပါပဲဟိုထားဝချိန်လို့မရဘူးလက်တလုံးမှာလည်းကောင်းစီကွာအတွင်အရောင်းဝယ်အေးမနေပဲအမျိုးအစားအားလုံးပုံမှန်အတိုင်းအရောင်းဝယ်ဖြစ်နေတဲ့လို့ဆိုပါသေး။စီကားများအပြင် EV ကားတင်သွင်းမှုများပြားလာပြီးဝယ်ယူသူလက်ခံနိုင်တဲ့အမျိုးအစားတွေကလည်းဝင်တလောက်ကုန်နေတယ်လို့သိရပါသေးရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ ဖလပိုင်ကလင်းလှုပ်ခတ်ပြီးနောက်အင်ချီများပျက်စီးသဖြင့်ဒေသခံများအပြင်ဘက်၌အိတ်ဆက်နေထိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖလပိုင်မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်အင်ယာတွေပျက်စီးကလျှက်စစ်သားအပြတ်တောင်နေသဖြင့်အသက်ရှင်ကျန်းရည်သူတွေဟာအပြင်ဘက်မှာအိတ်ဆက်နေကြရပါတဲ့။ အင်္ဂါနေ့ညကဖိလစ်ပိုင်အလဲပိုင်းဆေဘူပြည်နယ်ဘူဂိုမြို့ကိုရိုက်ခတ်ခဲ့တဲ့ငလင်ဟာအနည်းဆုံး82ဦးအသက်ဆုံးပါစေခဲ့ပြီး200ကျော်ထဏ်ရာရစေပါတယ်။ရွာခန့်အများစုကထောက်ပံ့ရေးအကူအညီများဆောင်ဆိုင်ရင်းတဲထွေကားထွေမှနေချရပါတယ်။ဆူနာမီတတိပေးချံထွက်ပေါ်ထားကအင်္ဂါကန်းချေနားနယ်နေထားကြောင့်အမြဲစိတ်ပူနေရတဲ့တို့ဒေသခံတဦးကဆိုပါတယ်။ဖိလစ်ပိုင်မီးထောင်နယ်မြင်းငလင်အဖွဲ့စည်းဖော်ပြချက်အရဘူဂို မြို့အရှိမြောင်ဖက်16ကီလိုမီတာအကွာမြေအနှံ့5ကီလိုမီတာကနေပြင်းအား6တရမ9အဆင့်ငလှင်းတုတ်ခတ်ခဲ့တာဖြစ်ပါတယ်အင်ကာနေညနှောင်းပိုင်းထဲကဆိုရင် နောက်ဆက်သွဲခြိုက်ခတ်မှုပေါင်း600ကျော်မှတ်တမ်းတင်ရရှိခဲ့ပါသေး ဆယ်ဖူမှာကပေးတင်ဒေတာအဖြစ်ကြီးညာထားပြီးအာနာပိုင်များကကုညီထောက်ပံ့ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်အရေးပေါ်ငွေအလျံမြန်ခွင့်ပြုထားသလိုမရှိမဖြစ်ကုန်ပစ္စည်းများရဲ့စေနှုံများရပ်ဆိုင်းခြင်းကဲ့သို့လုံဆောင်ချက်များလည်းချမှတ်ထားပါထဲလို့သိရပါထဲရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you